ထိုင်းမှာကြောင်းတဲ့ဖို့စဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုကိုလက်လုံးမခံနဲ့နော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်လင်းဆက်အဆက်ပါကျွန်တော်ဒီနေ့မှာဆိုရင်တော့ထိုင်းနိုင်ငံရဲ့ public university ထဲမှာမှနှိပညာနဲ့ engineer ဘိုင်းဆိုင်ရာမှာအထင်ကရ university တစ်ခုဖြစ်တဲ့ Kim Mong Kook University of Technology Thonburi ကိုရောက်နေရပါဖြစ်ပါတယ်ခင်ဗျာ ကျောင်းနေတဲ့အကြောင်းရင်းကတော့ဒီ KMU TT မှာပညာသင်ယူနေတဲ့ကျောင်းသားကျောင်းသူ၂ယောက်ကိုသူတို့ဒီကျောင်းမှာတက်နေတဲ့အတွေ့အကြုံတွေအမှတ်တရတွေနဲ့သူတို့ရဲ့ရည်မှန်းချက်အိမ်မက်တွေအကြောင်းကိုမေးထားတာမို့လို့နားထောင်ကြည့်လိုက်ရအောင်နော် မင်္ဂလာပါညီမနာမည်ကတော့ဖူးပွင့်ပြုံးပေါ့နော်အခုကတော့ KMU DT မှာ Chemical Engineering ကိုတတိယနှစ်တက်ရောက်နေပါတယ်။အာထိုင်းကိုရွေးချယ်ပြခဲ့ရတော့ဒီထိုင်းကျောင်းတွေမှာတငယ်ချင်းတွေလည်းအများကြီးရှိရဲပြီးတော့အာအရင်တော့တက်ခဲ့ credit တွေလည်းပြန် transfer ဖို့ပေါ့နော်ကျောင်းနေရှာခဲ့အခါမှာ public university ဖြစ်တဲ့ Kimoku ကျောင်းကိုရွေးချယ်ပြခဲ့တယ်ပေါ့နော်အဲ့ထဲမှာမှဒီ KMU DT မှာ Multi Intellectual Scholarship MIS ရတဲ့အတွက်ကြောင့်မို့လို့အာ living expense ပါ cover ဖြစ်တော့ညီမဒါလေးကိုရွေးချယ်ပြခဲ့ရပါဟုတ် အာကျောင်းစစတက်ခြင်းမှာတော့ဒီ language barrier တို့စတင်တဲ့ပုံလေးတွေအာစစခြင်းဆိုတော့အလိုင်းမဖြစ်တာလေးတော့ရှိရပေါ့နော်ဒါပေမဲ့လည်းနောက်ပိုင်းမှာကိုယ့်အကို substate တွေရောပြီးတော့တငယ်ချင်းတွေလည်းများတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာ balance တွေရောဖြစ်ပြီးတော့အစင်တော့ပြည်လာရပေါ့နော်အာမြန်မာပြည်ရောကတက္ကသိုလ်မှာဆိုရင်မတော် engineer တွေက6နှစ်ပေါ့နော်အာဆိုတော့ subject တွေ course တွေက ဖြစ်ဖြစ်ချင်းစီသွားတယ်ဒါပေမဲ့ဒီမှာကျတော့၄နှစ်နဲ့အပြီးတက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ cost တွေကပို့ပြီးတော့ဆရာကြီးရောလောက်ကတာတွေရောပုံညားလာတယ်ပေါ့နော် subset ကြီးအများကြီးလောက်ရတယ်အဲ့ဒါကြောင့်မလို့ဒီငါတို့အနေနဲ့ time management လေးတခြားလုပ်ပြီးသွားရင်တော့အဆင်ပြေသွားပါတယ်ဒီကြောင်းမှာဆိုရင်တော့အာဆက်စားခြင်းမှာဒီညီမတို့ KMU တတီကတခြားအကြောင်းနေမတူတာ ်ကဒီမော်ဆမစတာတခုမှာ exam က3ခါဖြေရပေါ့နော်ဆိုတော့အဲ့3ခါကို exam ကဖြုတ်ခနဲ့ရောက်ရောက်လာပေါ့အဲ့ဟာကိုကိုအနေနဲ့စာအများကြီးလုပ်ရတယ် subject တွေ time management တွေအများကြီးလုပ်ရတယ်အဲ့ဟာကတော့ challenging ဖြစ်ဆုံးပေါ့ uh scholarship ကကျွန်တော်တို့ tuition fees ရယ်ပြီးတော့ living expense version ထောင်းရရတဲ့အတွက်ကြောင့်မလို့ဒီ fully cover တော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်း side job လေးနဲ့အာပေါင်းပြီးတော့ပို့ပြီးတော့အဆင်ပြေလာရပေါ့ပြီးတော့ scholar ရရတဲ့အတွက်ကြောင့်မလို့စောင့်ထိန်ရတဲ့အလိုမျိုး GPA တို့ဘာလို့ရှိရဖြစ်တဲ့အတွက်ကြောင့်မလို့စာမလုပ်ချင်တဲ့အချိန်မျိုးမှတောင်မှဒီဟာကြောင့်မလို့စာလုပ်ဖို့ motivation လေးဖြစ်စေပေါ့နော်အာ KMU တည်တည်မှာဆိုရင်တော့ဒီ အာ exchange program တွေရှိရဲပြီးတော့ဒီ cultural exchange project တွေဒါတခြားကျောင်းတွေလာပြီးတော့ exchange လုပ်တာတွေအားအများကြီးရှိရဲပြီးတော့ဒီ international affair office ကနေ host လုပ်တဲ့ဒီ event တွေအများကြီးရှိရဲပေါ့နော်ဆိုတော့အဲ့ကနေပြီးတော့ကိုယ်အနေနဲ့ networking တွေအများကြီး grow လုပ်လို့ရတယ်ပြီးတော့အချင်းချင်း land လုပ်ဆရာကြီးလည်းအများကြီးရတယ်ပေါ့နော် ပြီးတော့ကိုယ် major အတွင်းမှာဆိုရင်လည်းဒီ major အတွင်းက host တဲ့ဒီ major နဲ့ပတ်သက်တဲ့ event တွေမှာလည်းကိုက technical hack skill တွေပိုရတယ်ပြီးတော့ internship ကလည်းဆင်းရမှာဖြစ်တဲ့အကြောင်းလို့ internship ိုရှာဖွေနေရမှာကော job finding အတွက်ကောပြီးတော့ senior တွေစီကနေပြီးတော့ insight တွေလည်းအများကြီးရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့ဒီ academically မှာ grow ဖြစ်တယ်ပေါ့နော်ပြီးတော့ network ကပို့ပြီးတော့ကျယ်ကျယ်လာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီចောင်းပြီးကာလာမှာလည်းပို့ပြီးတော့အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အာညီငယ်ညီမငယ်အနေနဲ့ကပထမဦးဆုံးဒီ engineering ကို join မယ်လို့ဆုံးဖြတ်ပြီးသွားပြီပေါ့နော်ကိုဘက်ကဆုံးဖြတ်ပြီးသွားပြီဆိုရင်အဓိက engineering subject တွေဖြစ်တဲ့ calculus ဆို physics ဆို chemistry တို့နည်းနည်းလေးအာပို့ပြီးတော့လှုပ်လာစေခြင်းနဲ့ပေါ့နော် GD ဖြည့်ပြီးဒါဒါမှတယ်မရက်လိုက်ဖဲနဲ့နည်းနည်းလေးကိုယ့်ဘက်ကကြိုပြီးတော့ plan လှုပ်လာစေခြင်းနဲ့ဒါမှဒီမှာနည်းနည်းလေးပို့အဆင်ပြေမယ်ပေါ့နော်မဟုတ်ရင်အာ re တွေခဏခဏဖြည့်ရတာမျိုးတွေအများကြီးပါတယ်နေဖြစ်နိုင်တယ်ပေါ့เนาะဆိုတော့အဲ့ဒါလေးကိုကြိုပြီးတော့လမ်းလောက်စားစီခြင်းနဲ့နောက်တစ်ခုကတော့ language ပေါ့ language ကိုဒီတိုင်းစကားကိုဒီချာမပြောတတ်ရင်တောင်မှဒီအစအာ ဒီ daily conversation လေးတွေပြောတတ်တာမျိုးတိနစ်သုံးလေးကြိုကျက်လာမျိုးအဲ့ဒါလေးလှုပ်လာစီခြင်းပါတယ်ဟုတ်ကျွန်တော်ကြားပြတဲ့တရင်ကောင်းပါပေးချင်တာရှိပါရဲ့ခင်ဗျာအဲ့ဒါဘာလဲဆိုတော့ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်း AMAUT ကနေပြီးတော့ကြီးမှုကျင်းပတဲ့၁၀ချိန်မြောက်ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကြီးကိုလာမယ့် November လ2ရက်နေ့တရင်ကွန်နေနေ့မနက်9:00နာရီကနေညနေ4:00နာရီကိုရန်ကုန်မြို့ Novo Hotel မှာစီကားတိုက်မိတ်စွာကျင်းပသွားမှာဖြစ်ပါတယ်ဝင်ကြီးကတော့အခမ်းအနားဖြစ်တဲ့အကြောင်းမို့လို့တက်ရောက်ချင်တယ်ဆိုရင်တော့ကျွန်တော်အခုပြထားရဲ့ QR code လေးကိုစကန်ဖတ်ပြီးတော့ registration လုပ်သွားဖို့လဲတိုက်တွန်းလိုက်ပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင်ခင်ဗျာမင်္ဂလာပါကျွန်တော်နာမည်ရရေမင်းထွန်ပါ Thomas ဆိုလဲခေါ်လို့ရပါတယ်အခုလက်ရှိမှာတော့ကျွန်တော် GMTD Game Mode မှာပေါ့နော် Civil Engineering ကို Final Year တက်နေပါတယ်အဓိကကတော့ပေါ့နော်ကျွန်တော်ဒီနိုင်ငံခြားသွားမယ်လို့စဉ်းစားတဲ့အချိန်မှာဒီကျွန်တော်ကကျွန်တော်ကတော့အရင်တော့ကတော့ဒီညော်ယူမှာလဲတက်ကလို့တက်ခဲ့ဘူးရပေါ့နော်ဆိုတော့ကျွန်တော်မှာရှိရဲ့ Academic Background နဲ့ ကိုလက်ခံပဲကြောင်းလိုက်ရှာတာပေါ့နော်လိုက်ရှာတဲ့အချိန်မှာကန်ကောင်းစွာနဲ့ဒီ game book ကိုတွေ့ရပေါ့ဆိုတော့အဲ့အချိန်မှာရှောက်လိုက်တဲ့အချိန်မှာလည်းတခါတည်းဒီ MIS scholarship ပေါ့မာဒီ intellectual scholarship ကြောင်းအပ်ပေးတဲ့ဟာကိုရခဲ့တယ်ပေါ့နော်တခါတည်းအဲအကြောင်းမို့လို့ပဲရောက်လာဖြစ်တာပါဟုတ်အဲဟုတ်ကဲ့အဲဒါဆိုရင်တော့ကျွန်တော်ကတက်ရရောဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ ACE class ဆိုတာရှိရပါတော့เนาะ ACE class ကကြာဒီကျွန်တော်တို့ဒီ KMUT တွေမှာရှိတဲ့ Engineering International Program တွေအကုန်လုံးပေါင်းပြီးတော့ဖွဲ့ထားပါတော့เนาะဆိုတော့အဲ့ class မှာကျွန်တော် President အနေနဲ့လုပ်ခဲ့ဘူးရဲ့ကျွန်တော်အရင်တော့ဆိုရင်လည်းမြန်မာပြည်မှာတွေကဒီအသင်းဖွဲ့ရင်လည်းလုပ်ကြတာကိုကြိုက်တယ်ဆိုတော့ဒါပေမဲ့မော်ဒီမာကျော်တာကို community တခုပဲပေါ့နော်ဒါပေမဲ့ဒီရောက်လာတဲ့အခါကျတော့ international student တယောက်အနေနဲ့ရောက်လာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရဲ့ဒီဒီ organization တွေနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်ရတာကျတော့ဒီကို နိုင်ငံကိုလူမျိုးတယောက်တည်းမဟုတ်ဘဲနဲ့ဒီနိုင်ငံတကာလူတွေနဲ့ပြောဆိုဆက်ဆံနိုင်လို့ထင်တယ်ဒီဒါပေမဲ့ academic ကကြတော့ဒါကတော့ struggling ပဲပေါ့နော်ဆိုတော့ဒီရောက်လာပြီမဲ့လဲကျွန်တော်တို့ကကျွန်တော်ဆိုလို့ရှိရင်ဒါ scholarship student ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကဒီကျောင်းသားသတ်မှတ်ထားတဲ့ဒီ requirement တွေရှိရပါတော့ semester တစ်ခုစီတိုင်းမှာဒီလောက်မှတ်ရရမယ်ရရမယ် okay အဲ့တော့ကျွန်တော်ကဒီအပြင် extra curricular တွေလုပ်နေနေလဲဒီ academic ဘာကိုမရောက်အောင်လို့တေချာလေးတိုင်း management တော့လုပ်ပြီးတော့ လုံနိုင်တယ်လို့ထင်တယ်ပေါ့နော်အခုဆိုရင်တော့ဒါ final year ကိုဒါချွတ်ချွတ်မွေ့မွေ့နဲ့ရောက်လာရေပေါ့နော်ဟုတ်ကဲ့ကျွန်တော်ရ high scholarship ကကြတော့သူရဲ့ coverage ကကြတော့ဒီကျွန်တော် tuition fees ကကြတော့ pay ရမလို့100% cover ဖြစ်တယ်ပြီးရဲ့ခါမှာဒီလဆင်ပေါ့နော်လဆင်ကြတော့ back 8000ရတယ်ပြီးရဲ့ခါမှာကျွန်တော်တို့ကဒီတစ်နှစ်တစ်နှစ်စီမှာတော့သူရဲ့ဒီ extra အနေနဲ့ဘတ်တောင်းပေါ့နော်အဲ့ဒါတော့တို့ဒီ study equipment ဘာညာဝယ်ဖို့တက်ပေးတာပေါ့ကျွန်တော်ရဲ့ဒီ curriculum အနေထားရဆိုလို့ရှိရင်ကျွန်တော်က ရေရ3ပြီးတိုင်းပြီးတိုင်းမှာဒီ internship ဆင်းရတယ်ဗောနော် internship ဆင်းတဲ့အချိန်မှာလဲဒါကျွန်တော်တို့ကဒီကိုတင်တဲ့ဘာသာရဲ့စိတ်ဝင်စားတဲ့ face ကိုကိုပါကိုရွေးပြီးတော့ရှောက်တာဗောဆိုတော့အဲ့လိုမျိုး internship ဆင်းလိုက်တဲ့အနေထားတကယ်တကယ်ဆင်းလိုက်တဲ့ခါကျတော့ကိုကဒီလုပ်ငန်းခွင်ဝင်ပေါ်ကိုကအစင်းသိဖြစ်ပြီလားဒါမှမဟုတ်လို့ရှိရင်တကယ်လုပ်ငန်းခွင်မဝင်ဘဲနဲ့ကိုကတကယ် academic ပိုင်းကိုပဲဆက်သွားမှာလားဆိုတော့အဲ့ဒီ internship ဆင်းပြီးတဲ့အချိန်မှာတော့ပို့ပြီးတော့တိလိုက်တယ်ပေါ့နော်အဲ့ဒါတခုကတော့ကောင်းခြင်းပါပဲပြီးတဲ့ခါမှာကျွန်တော်တို့ဒီ ဒီ professor တွေနဲ့အနီးကပ်ပေါ့နော်ဆွေးနွေးရတယ်တိုင်ပင်ရတာဖြစ်တဲ့ကြောင့်မလို့ဒီ professor တွေကကိုယ့်ရဲ့ဒီ scale ကိုမြင်လို့ရှိရင်တော့ဒါတို့ရဲ့ program တွေ research တွေမှာလုပ်ဖို့အတွက်ကန့်လန့်လာမျိုးတွေအထိကြုံရတာမျိုးတော့ရှိပါတယ်ဟုတ်အဲအခုနောက်လာမယ့်ညီလေးညီမလေးတွေပြောချင်တာကြတော့အဓိကကကိုယ်တိုင်အရင်မေးပါဒီနိုင်ငံရဲ့ခြားမှာတယောက်တည်းနေဖို့เนาะအရာအလုံးလုပ်ဖို့အတွက် ready ဖြစ်ပြီလားပေါ့ဆိုတော့ ready ဖြစ်ပြီဆိုလို့ရှိရင်တော့ဒါအကြောင်းတက်ဖို့တက်ပြင်ရပါတော့ ဲ့တော့ပြင်းတဲ့အခါမှာလဲကျွန်တော်တို့ကကိုကဘာဖြစ်ချင်တာလဲဘာကိုသွားချင်တာလဲဘယ်ပောင်းသွားချင်လဲဆိုတာတခြားသိအောင်လုပ်ရမယ်ပြီးတဲ့အခါမှာအကြောင်းရွေးတာအကြောင်းရွေးတဲ့အချိန်မှာလဲကျွန်တော်တို့ကဒီပုံမှန်ပေါ့နော်ဒီ online မှာတွေ့ရဲ့ဟိုကြောင်းကောင်းတယ်ဒီကြောင်းကောင်းတယ်ဆိုတာတွေထက်တကယ်တကယ်အဲကြောင်းမှာတက်နေတဲ့ senior တွေကိုသွားပြီးတော့ reach out လုပ်တင်တယ်ပြီးတော့မှ senior တွေရဲ့စကားကိုနားထောင်ပြီးတော့မှအော်ဒါကတော့ကိုယ်နဲ့ใกล้ညီပါလားအဲ့လိုမျိုးပြီးမှအချိန်ပေးပြီးတော့ရွေးစေချင်တယ်ပေါ့နော်အဲ့ရမှာဒါ ဟုတ်လဲဆင်ကျွန်တော်ကဒီကိုလာဖို့အတွက်က scholarship ရသည်ဖြစ်စေမရသည်ဖြစ်စေကျွန်တော်ကငွေကြေးပမာဏတစ်ခုကိုတော့ရင်းနှီးပြီးလာမှာဖြစ်တဲ့တကြောင်မလို့အဲ့ဒီရင်းနှီးလိုက်တဲ့ငွေပမာဏတစ်ခုကကိုယ့်အတွက်ဒီရောက်မှအဆင်ပြေလို့ရှင်ရတာအချင်းလေးဖြစ်သွားမှာလေနော်အဲ့တော့ဒီချာလေးအချင်းပေးပြီးတော့လေးလာ research လုပ်ပြီးတော့မှလာစီချင်ပါတယ်10 Thailand Education Fair မြန်မာ2025ပညာရေးပြပွဲကြီးကိုလာရောက်ပြီးရရှိနိုင်မယ့်အခွင့်အရေးတွေကတော့တခါတည်းကြောင်းလျှောက်လို့ရမယ်။ 25% to 100% scholarship အမျိုးမျိုးကိုပေးတဲ့ကျောင်းတွေမှာတခါတည်း scholarship ပြင်ဆင်ပုံတွေကိုမေးမြန်းနိုင်မယ်။ထိုင်းတက္ကသိုလ်တွေက professor တွေ၊တာဝန်ရှိသူတွေနဲ့လည်းတခါတည်းမိမိ education အတွက် consultation လုပ်လို့ရတယ်။နောက်ဆုံးမှပညာရေးလမ်းကြောင်းတွေနိုင်ငံတကာပတ်ဝေးအမျိုးမျိုးတွေကိုလည်းတခါတည်းစုံစမ်းမေးမြန်းနိုင်မယ်။ KMUD boot မှာလည်းသိလို့တည်းများအားလုံးမနက်9:00ရနေညနေ4:00အတွင်းအချိန်မီစုံစမ်းမေးမြန်းနိုင်မယ်အခွင့်အရေးကောင်းတွေလည်းရရှိမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝန်ထမ်းဖြစ်ဆိုထားသူတွေ GED International Students with O level A level တက္ကသိုလ်တက်ရောက်လို့သူတွေပါရဂူပွဲတက်ရောက်လို့သူတွေမဟာပွဲတက်ရောက်လို့သူတွေအတွက်လည်း scholarship ပုံစံမျိုးမျိုးဖြင့်ပညာသင်ကြားရန်စိတ်ဝင်စားသူများအားအခမဲ့လာရောက်လေ့လာကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲတော်တာပါ